မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာမင်္ဂလာပါဒီနေ့မှာတော့ဗုဒ္ဓဘာသာဆိုင်ရာဘာသာရေးအမေဖြေများကို မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကိုတော့နိုင်ငံခြားဗုဒ္ဓဘာသာဘုန်းတော်ကြီးဖြစ်တဲ့အရှင်သာဝတိဓမ္မိကာကအရေးသာထားပြီးတော့မြန်မာနိုင်ငံချမ်းမြေဆရာတော်ဘုရားကဘာသာပြန်ဆိုပေးထားတာပဲဖြစ်ပါတယ် ီစာအုပ်ကိုတော့1993ခုနှစ်ကစတင်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဆိုတာဘာလဲ။ဗုဒ္ဓဘာသာဆိုတာစကားလုံးဟာဗုဒ္ဓဆိုတဲ့စကားလုံးမှဆင်းသက်လာတာပဲဖြစ်ပါတယ်။ဗုဒ္ဓဆိုတာကိလေသာတည်းဟုသော အိပ်ပျော်ခြင်းမှနိုးလာသူလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာနိုးချရင်အတွင်းမြင်သဒ္ဒနာပညာပါပဲ။ဒီသဒ္ဒနာပညာကိုဂေါရမနွယ်ပါ သိတ္တတာမင်းသားကနေဘုရားဖြစ်လာတဲ့ဗုဒ္ဓမြတ်စွာဘုရားကစတင်ဟောပြောခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာတတ်တော်35နှစ်မှာမတိမှုအဝိဇ္ဇာတည်းဟူသောအိပ်ပျော်ခြင်းမှာနိုးလာခဲ့ပြီးတော့ဘုရားဖြစ်ကို ရောက်တော်မူလာတာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဟာလွန်ခဲ့သော နှစ်ပေါင်း2500ကျော်ကလေးကရှိခဲ့တာမို့အလွန်ပဲကြာမြင့်ပြီးဖြစ်ပြီးတော့ဗုဒ္ဓဘာသာဝင်ပေါင်းဟာတန်300ကျော်အထိတောင်ရှိနေပြီပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း100လောက်အထိကတော့ဗုဒ္ဓဘာသာဟာအရှိတိုင်းဒသနပညာရဲ့တစ်ခုအဖြစ်လောက်သာယက်တည်ခဲ့တာဖြစ်ပါတယ်။သို့တော်လည်းယခုချိန်မှာတော့ဥရောပနဲ့အမေရိကတိုက်မှာရှိတဲ့နိုင်ငံပေါင်းများများစွာအထိကိုဗုဒ္ဓဘာသာဝင်ဦးရေဟာတဖြည်းဖြည်းတိုးပွားနေပြီပဲဖြစ်ပါတယ်။